အလုံးမဲ့မြင်လာပါဗျကျွန်တော်ကတော့ဘာဗီဒူးလို့မျှော်ရတတ်တော့ BBL လေးကိုကေရုံမှာတာဝန်ထမ်းဆောင်နေတဲ့ Labor Sensei ဖြစ်ပါတယ်ကျွန်တော်ရဲ့အခုလက်ရှိတာဝန်ကတော့အဲ laptop တွေ computer တွေပြင်တဲ့အပိုင်းမှာတာဝန်ထမ်းဆောင်နေပါတယ်ဗျကျွန်တော်ကအပြင်မှာတည်းက ID ဘန်းကိုစိတ်ဝင်စားတယ်အဲနောက်ဒီစက်ပစ္စည်းတွေဖြောက်တဲ့အရာပြင်ရဆင်ရတာတွေအဲတွေကိုစိတ်ဝင်စားတယ်အဲကြောင့်မလို့အပြင်မှာတည်းကကျွန်တော်တန်းတက်တယ်အီဘလက်တို့ဒီနောက် NE တို့ဘာတို့တန်းတက်နေတက်ပြီးတော့ကျွန်တော်အ ီ service တမအနေနဲ့လုပ်ကင်ပါတယ်အပြင်မှာတော့ site မှာ site မှာ service တမအနေနဲ့၄ငါးနှစ်လောက်လုပ်ကင်ခဲ့ဘူးပါတယ်အဲဒီတက်ထဲရောက်မှာတော့ကျွန်တော်အခြေခံတန်းစင်ပြီးတဲ့ကအဲဒီကွန်ပျူတာတွေ laptop တွေပြင်တဲ့ဥစ္စာကိုစားပြီးတာဝန်ထမ်းဆောင်ပါတယ်အဲစာပိုင်းကတော့အခက်အခဲတွေအများကြီးရှိရှိပါတယ်ကျွန်တော်တို့ဒီမှာ အဲဒီမှာတော်ရဲမှာဖြစ်တဲ့အကြောင်းမလို့စာပိပစီစပယာစာပိပစီတွေမလုံလောက်တာတွေတူးစ်တွေမလုံလောက်တာတွေဒီစပယာဘတ်တွေလွယ်လွယ်ကူမရနိုင်တာတွေအဲဒီအခက်အခဲတွေပြီးတော့ဒီမှာမိဆက်အဲလက်စင်မီပေါ့နော်လက်စင်မီကအမြဲတမ်းမရနိုင်တာတွေအဲလက်စင်မီအာမလောက်တာတွေစားတဲ့ဒီအခက်အခဲတွေအများကြီးရှိရှိပါတယ်ကျွန်တော်ကပြောသလိုအခက်အခဲတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ချိုးပစ္စည်းတွေဆိုလို့ရှိရင်ချိုး laptop တွေ computer တွေဆိုလို့ရှိရင်တော့ အဲကျွန်တော်တို့ဒီလာနဲ့ချီပြီးကြာတယ်လက်ရှိရှင်ရှိတယ်ဒီဆပြဘက်မာယာအခက်ခဲတွေလမ်းကြောင်းအခက်ခဲတွေဆပြဘက်ဟိုစီမရနိုင်တဲ့ဥစ္စာမျိုးတွေလည်းရှိတယ်ဆိုတော့အဲတချို့အလုံးကြီးကြတော့လာနဲ့ချီပြီးကြာကြာနာကြာတာရှိသလိုတချို့အလုံးကြီးကြတော့လေမြန်တာရှိတယ်ပေါ့နော်မြန်တာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီ service 2နဲ့ပဲအဲလိုလို Google patient လို့ရတဲ့ဟာမျိုးတွေ solution တော့မြန်တယ်ပေါ့ဒါပေမဲ့ဆပြဘက်မာတဲ့ကိစ္စမျိုးတွေကြာရင်တော့ဟိုအချိန်ကြီးကြာမျိုးကြာတာမျိုးတွေရှိပါတယ် ဒီဒီဒါ laptop တွေကြတော့ဒီရုံးလုပ်ငန်းတွေအတွက်ဟိုအအဆင်ပြေအောင်လို့ဒီရုံးလုပ်ငန်းတွေမှာကျွန်တော်တို့ဒီတက်မှာကယုံနေအများကြီးရှိလာတဲ့အခါမှာယုံနေအများကြီးရှိတဲ့အခါမှာကျွန်တော်တို့ရုံးလုပ်ငန်းတွေမှာအဆင်ပြေဖို့အတွက်အဒီတုံးရတာပေါ့နော်ဥမာအပြင်စာဝင်စာထွက်တွေပဲဖြစ်ဖြစ်ဒီစင်းစရာပိုင်းတွေပဲဖြစ်ဖြစ်အမိန့်ပြန်တန်းတွေပဲဖြစ်ဖြစ်အဲအဲ့ဒီအခါမျိုးတွေမှာအသုံးပြုရတာဆိုတော့ဒီရုပ်စာတွေရှိတယ် laptop တွေကုမ္ပဏီတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရုံးလုပ်ငန်းတွေမှာပို့ပြီးတော့အဆင်ပြေလွယ်ကူမြန်ဆန်တာပေါ့နော် ကျွန်တော်အနေနဲ့ကတော့ဒီဥစ္စာကိုတော်လည်းအင်းမှကျွန်တော်တက်နိုင်တဲ့ဘက်ကနေတောင်းတနေရနေပေါ့ဝင်အဖြစ်ကူညီရတယ်လို့ပဲသဘောထားပါတယ်။ဒီကျွန်တော်ကဒီကွန်ပျူတာတွေအပြင်ကိုကျွန်တော်ကဒီ icon တွေခြားဒီ electronic device accessory စတဲ့ဥစ္စာတွေလည်းရှင်းပါတယ်ဗျ။အဲ့ပေါ့ကျွန်တော်ဒီမှာကျတော့အပြင်ကိုတုံညွန်ရေးရအပြင်ကိုထုတ်ပြီးပြင်မှုကလည်းအခက်အခဲရရှိတယ်လေ။အဲ့ဒါကြောင့်မလို့ဟိုအပြင်ကိုထုတ်ပြီးပြင်မှုကလည်းမဖြစ်မဖြစ်တော့ ဒီအထဲမှာပဲကျွန်တော်ရှိတဲ့ပစ္စည်းနဲ့အဆင်ပြေသလိုဟိုပြင်ဆင်နေရတာတွေရှိတာပေါ့နော်အဲ့ဒါဆိုတော့ဟိုဒီဘူးဒါတွေအဆင်မပြေတဲ့အခါမျိုးမှာဘယ်လိုတွေဖြစ်လာလဲဆိုကျွန်တော်တို့ရုံးလုပ်ငန်းတွေမှာအဆင်မပြေဘူးနောက်နေကြန့်ကြာတာတွေရှိလာတယ်အဲ့အဲ့လိုမျိုးတွေဖြစ်လာတာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဇေဘောက်ကင်းဖြစ်ပါတယ်အခုလက်ရှိတာဝန်ထမ်းဆောင်နေရတော့မြန်မာပြည်သူလူမျိုးရေးတိုက်တော့ ပြန်လေးကိုပဲရုံပါလက်ရှိတောင်းဝန်ထမ်းဆောင်နေပါတယ်။ကျွန်တော်လက်ရှိတောင်းဝန်ကတော့တက်တွင်းဖုန်းပြပြေးမှာတောင်းဝန်ထမ်းဆောင်နေပါတယ်။ကျွန်တော်ဖုန်းပြခဲ့တာကတော့အာနာမသိငင်အချိန်တည်းကစပြီးပြင်ခဲ့တာပါ။ကျွန်တော်အဲ့ချိန်မှာကျွန်တော်အရင်စိတ်ကူးလေးတစ်ခုရှိခဲ့ပူပါတယ်။ကျွန်တော်ကိုပိုင်ဆိုင်လေးဆိုင်ဖွင့်ရင်ခဲ့ပါတယ်။အဲ့ချိန်မှာအာနာစသိမ့်ပြီးတော့အလုပ်ကင်တွေလည်းအစီအမံပြီးပြီးတော့ စပြီးတော့စစ်ကောင်စီကလည်းစပြီးတော့လုံးဝပြည်သူတွေဘက်ကိုတနက်ပြောင်းလှည့်လာတဲ့အချိန်မှာကျွန်တော်မခံကျင်သိဖြစ်ပြီးတော့ဒေါ်ရဲကိုစပြီးတော့ဝင်လာဖြစ်ပါတယ်။လက်ရှိမှာတော့ရှည်တန်းတိုက်ပွဲကနေပြန်လာတဲ့ကကျွန်တော်တက်တဲ့မှာဖုံးစပြီးတော့ပြင်ခဲ့ပါတယ်။မူရင်းပဲဖြစ်တဲ့အချိန်ဖြစ်တဲ့အတွက်ရေဝင်တာတွေများတယ်ပြီးတော့ရေဝင်ပြီးရင်ရှည်တန်းကနေပြီးတော့နောက်တန်းပြန်ပို့တဲ့အချိန်မှာလည်းစားပေါက်တဲ့ စားပေါ့တဲ့အလုံးတွေတော်တော်များပါတယ်ဗျ။တချို့တချို့လုံးတွေဆိုဖုန်းတော့လုံးဝပြုပြင်လို့မရတဲ့အနေအထားတိပါဖြစ်တဲ့လုံးတွေရှိပါတယ်ဗျ။ကျွန်တော်ကျွန်တော်ကတော့ဖုန်းပြင်ဒီမှာရှိတဲ့အသုံးဆောင်တွေဖြစ်တဲ့ power bank တခြားတဲ့ electronic ပစ္စည်းတော်တော်များကိုလည်းပြုပြင်ဖြစ်ပါတယ်ဗျ။တထဲမှာကတော့ဖုန်းတွေကအပျက်စီးအများဆုံးဖြစ်ပါတယ်ဗျ။ ဖုန်းတွေဆိုတာကလည်းရဲဘော်တွေအတွက်သူတို့ရင်သူတို့မိသားစုနဲ့ချစ်ခင်ရသူတွေကိုမရှိမဖြစ်ဆက်သွယ်ရတာခုဖြစ်ပါရဲ့ဗျ။ကျေပေါ်တဲ့ဖုန်းကအကြီးကြီးဆုံးအရာတစ်ခုလို့ဖြစ်နေပါရဲ့ဗျဖုန်းမြင်တဲ့နေရာမှာအခက်ခဲရတော့မီးစက်အတွက်ဓာတ်ဆီမလုံလောက်တာတွေရှိပါရဲ့ဗျဖုန်းပုံပစ္စည်းတွေလောလောကူနဲ့မှာယူလို့မရတာတွေရှိပါရဲ့ဗျဖုန်းမြင်တဲ့စက်ပစ္စည်းတွေမလုံလောက်တာတွေတော့ရှိပါတယ် ကျွန်တော်ကတော့ရှိတဲ့ပစ္စည်းလေးတွေကိုတက်နိုင်သလောက်တော့အကောင်းဆုံးဖြစ်အောင်နှလုံးတစ်လုံးပေါင်းမိတာတို့ဖုန်းတက်နိုင်ဆုံးဒီမှာရှိတော့အဟောင်းထဲမှာပဲရှိတဲ့ပစ္စည်းတွေကိုကောင်းတဲ့ပစ္စည်းလေးတွေကိုဖြုတ်ပြီးတော့နှလုံးလုံးပေါင်းမိဖြစ်ပါရဲ့ဗျအများဆုံးပြင်ပြတာတော့အဲ့လိုလေးအများဆုံးပြင်ပြပါတယ်တတွင်ဖုန်းပြင်ရတဲ့အတွက်ရဲဘော်တွေဖုန်းဖြစ်တဲ့အလျောက်တဲ့င်းလုံးုံမှု ရှိစီပါတယ်ပြီးတော့တက်ရဲ့လုံးုံမှုလည်းပို့ပြီးတော့ရှိစီပါတယ်ဗျပြင်မှာပြင်လည်း အချိန်လဲအရန်ကြာတယ်ပြီးတော့အနည်းဆုံးဒီကနေပြီးတော့တော်ရဲကနေပြီးတော့အပြင်ပို့မယ်ဆိုအဆင်ဆင်ပို့ရပါတယ်ဗျအချိန်အရန်ကြာလုံးပါတယ်ပြီးတော့ရဲဘော်တွေအတွက်အမြန်ဆုံးရစေတဲ့နေရာတော့တက်တွင်းမှာပဲဖုံးပြင်းဖုံးပြပြင်တာတော့အကောင်းဆုံးပါတယ်ဗျ